င်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံသားသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်။ American သမ္မတ Trump ဦးဆောင်မှုနဲ့ဒီနေ့တွင်ငြိမ်းချမ်းရေးရနိုင်တယ်လို့ Ukraine သမ္မတ Zelensky ကပြောကြားခဲ့တဲ့အကြောင်း American သမ္မတ Donald Trump ဟာသူ့မဲဆွယ်ဂရီကဝတ်အတိုင်းပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းတဲ့သမ္မတရဲ့ဥပဒေကဲ့သို့အာဏာတည်တဲ့အမိန့်ကိုမတ်လ20ရက်နေ့မှာလက်မှတ်ထိုးမဲ့အကြောင်းကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံစစ်မှာဖင်လန်နိုင်ငံက၈နှစ်သက် ရက်တည်နေပြီးတော့မြန်မာနိုင်ငံကအဆင့်138ကိုရောက်ရှိနေတဲ့အကြောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ပရမောဆုံးတင်ဆက်ပေးမှာကတော့အမေရိကနဲ့အတူတမရထရန့်နဲ့အတူအမေရိကန်ခေါင်းဆောင်မှုအောက်မှာဒီနှစ်တွင်းအတွန်းရှည်တဲ့ငြိမ်းချမ်းရေးရရှိနိုင်တယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်လို့ဇယ်လန်စကီကလူမှုကွန်ရက် S မှာ ရေးသားခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ဆွေးနွေးအပြီးဇယ်လန်စကီနဲ့တနာ ਈ လောက်ဖုန်းကောင်းကောင်းပြောပြခဲ့တယ်လို့ထရန့်ကလည်းထုတ်ပြန်ထားပါတယ် А я думаю, що розмова була б ще довше. Я вважаю, що вона була перед Лешима Russia ထိန်းချုပ်ထားတဲ့ Zaporizhia nuclear database စက်ရုံကို American ကပိုင်ဆိုင်နိုင်ဖို့ဖြစ်နိုင်ခြေတွေလည်းဆွေးနွေးခဲ့တယ်လို့ Zelensky ကပြောပါတယ်။ခေါင်းဆောင်နှစ်ယောက်ရဲ့ဆွေးနွေးမှုဟာပြီးခဲ့တဲ့ Imperial ခီးစဉ်နဲ့ क्वे ပြားနေခဲ့ပြီး လှိုက်လဲပြုံလာတဲ့ပုံစံ ပြောင်းလဲလာခဲ့တာပဲဖြစ်ပါတယ်။ဗိုလ်တော်ကြီးကဆက်သွယ်ပြောဆိုမှုဟာအင်ဗျူရောဘဲဥပုံရုံးကမ်းမှာအခြေချင်းဖြစ်ခဲ့ကြတဲ့နောက်ပိုင်းပထမဆုံးချိန်စကားပြန်ပြောတာလည်းဖြစ်ပါတယ်။အမေရိကန်နဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွေကတော့ရက်30ပြစ်ခတ်ရရေးကိစ္စကို Saudi Arabia မှာအရင်ညှိခဲ့တာပဲဖြစ်ပါတယ်။ယူကရိန်းနဲ့အမေရိကကရက်30ပြစ်ရရေးကိုအဆိုပြုခဲ့ပြီးမြန်ပူတင်ကတော့ထရန့်နဲ့အင်ဂါနီကဖုံးပြောရမှာကြေကြေပြန့်ပြန့်အပြစ်ရရေးကို ပယ်ချခဲ့တာတွေ့ရပါတယ်။ထရန့်နဲ့ဆွေးနွေးရမှာတော့ဇယ်လန်စကီက စွန့်ရင်အခြေခံအဆောက်အအုံရထားလမ်းနဲ့စစ်ကမ်းတွေပေါ်တိုက်ခတ်မှုရက်ဆိုင်နဲ့ဒစိမ့်ဒေသအပြည့်အရည်ကိုတကားဖွင့်ထားစေဖြစ်တယ်လို့ဇယ်လန်စကီက ပြောပါတယ်။ဒါပေမဲ့ရုရှားဘက်ကချိုးဖောက်မယ်ဆိုရင်တော့လက်တုံ့ပြန်မယ်လို့လည်းဇယ်လန်စကီကသတိပေးထားပါတယ်။ထရန့်ကလည်းဖုန်းဆက်သွယ်ပြောဆိုမှုတွေဟာယူကရိန်းနဲ့ရုရှားရဲ့တောင်းဆိုချက်နဲ့လိုအပ်ချက်တွေကိုချိန်ညှိပေးဖို့ရည်ရွယ်တယ်လို့ True Social Media မှာရေးသားထားပါတယ် Don't tell us what we're going to feel. We're trying to solve a problem. Don't tell us what we're going to feel. I'm not telling you. Because I'm you're in no position to dictate that. That's Remember exactly this. You're, you're in no position to dictate what we're going to feel. နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ American သမ္မတ Donald Trump ဟာသူ့မဲဆယ်ဂရီကိုဝတ်တိုင်းပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းတဲ့သမ္မတရဲ့ဥပဒေကဲ့သို့အာဏာတည်တဲ့အမိန့်ကိုမလ20ရက်နေမှာ လက်မှတ်ထိုးမှာဖြစ်တယ်လို့အင်ဂျီတော်မှတ်တမ်းကို ကိုးကားပြီးရိုက်တာသတင်းဌာနကဖော်ပြတဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ် Now I want to bring uh, the schools I want to bring the schools back to the states ဒီမိန့်ကိုလက်မှတ်မထိုးခင်ကလေးကဒီမိုကရက်တွေအာဏာရထားတဲ့ပြည်နယ်တွေကပြည်နယ်ရှေ့နေကြတွေစုပေါင်းပြီးကြိုတင်ကန့်ကွက်ထားကြပါတယ်ထရန့်ကပညာရေးဌာနကိုမဖျက်သိမ်းအောင်ဟန်တားဖို့နဲ့ပြီးခဲ့တဲ့ဘက်ကကြီးညာထားတဲ့ပညာရေးဝန်ထမ်း ထပ်ဝက်နှီးပါလျှော့ချမှုကိုရပ်တန့်ဖို့တရားစွဲထားတာလည်းဖြစ်ပါတယ်။ဦးဆောင်ရက်ဘက်အခွင့်အရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ NAACP ကလည်းဒီမိန့်ဟာအခြေခံဥပဒေနဲ့မညီဘူးလို့ဝေဖန်ခဲ့ပါတယ်။ Trump ကိုမဲပေးခဲ့တဲ့မိဘတွေရှိတဲ့ဆင်းရဲတဲ့အတိုင်းဝန်းတွေကျေးလက်အတိုင်းဝန်းတွေပါဝင်အရေးသေးပြည်မီတဲ့ပညာရေးအတွက်ပြည်ထောင်စုရန်ကုန်ငွေတွေကိုမိခိုနေရတဲ့ American ကလေးငယ်တန်းပေါင်းများစွာအတွက်မှောက်မိုက်တဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်လို့ NAACP ဥက္ကဋ္ဌဒါရီဂျွန်စင်ကကြေညာချက်တစ်စောင်မှာထုတ်ပြန်ထားပါတယ်။ထရန့်ရဲ့အစိုးရအကျိုးထိရောက်မှုဌာနအကြီးငယ်အီလိုမတ်စ်တိုဟာလွှတ်တော်အတည်ပြုချက်မယူဘဲအမေရိကန်ရဲ့အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ USS လို့အဖွဲ့အစည်းတွေနဲ့ပရိုဂရမ်အများပြားကိုပိတ်သိမ်းဖို့စီစဉ်နေပါတယ်။ဒါပေမဲ့ Cabinet အစ်စ်ဝန်ကြီးဌာနတစ်ခုကိုပိတ်သိမ်းဖို့ကတော့ပညာရေးဝန်ကြီးဌာနကပထမဆုံးပြစ်မှတ်ထားခံရတာပဲဖြစ်ပါတယ်။လွှတ်တော်ကဥပဒေပြုမပေးဘဲနဲ့ ပညာရေးဝန်ကြီးဌာနကိုအပြီးတိုင်ပိတ်သိမ်းလို့မရတဲ့အတွက်ခက်ခဲမှုတော့ရှိနိုင်ပါလေ။ Trump ရဲ့ Republican Party ဟာအထက်လွှတ်တော်မှာအမတ်နေရလူများစု ဖြစ်နေပါတယ်။ဒါပေမဲ့ Cabinet အဆင့်ဌာနတစ်ခုကိုဖျက်သိမ်းဖို့ရမှာမဲ60အထိလိုအပ်တဲ့အတွက် Democratic ဘက်က9ဦးပါထောက်ခံမှသာရရှိနိုင်မှာပဲဖြစ်ပါတယ်။အထက်လွှတ်တော် Democrat တွေကတော့ပညာရေးဝန်ကြီးဌာနဖျက်သိမ်းမှာကိုထောက်ခံတဲ့သဘောထားမပြထားပါဘူး။ပြင်ဆင်ထားတဲ့မိမ့်မှာ ပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းပြီးတော့ပညာရေးဆိုင်ရာလုံခြုံရေးအာဏာကိုပြည်နယ်တွေပြန်ပေးဖို့အခွင့်အရေးအဆင်ပြေချောမွင့်အောင်လို့လိုအပ်တဲ့အဆင့်များလုံးဆောင်ရွက်ဖို့ပညာရေးဝန်ကြီးလင်ဒါမတ်မာဟွန်းကိုညွှန်ကြားထားပါတယ်။တချိန်တည်းမှာပဲအမေရိကန်တွေမိခိုနေရတဲ့ဝန်ဆောင်မှုတွေ၊ program တွေ၊ခန်းစား권တွေထိထိရောက်ရောက်နဲ့အကြမ်းလက်မရှိဆက်လက်ပံ့ပိုးနိုင်ရေးတည်ကြအောင်ဆောင်ရွက်ဖို့လည်းညွှန်ကြားထားတာတွေ့ရပါတယ်။ကြမ်းရှိနေသေးတဲ့ပညာရေးဝန်ကြီးဌာနရန်မုံငွေရနေသေးတဲ့ program တွေ လှုပ်ရှားမှုတွေအားလဲ DEI နဲ့ gender ideology တွေဆက်လက်မလုံဆောင်ဖို့ညွှန်ကြားထားပါတယ်ပြည်ထောင်စုဆင့်ပညာရေးဝန်ကြီးဌာနဟာတကယ်လူလင်အလုပ်ကြီးလို့ trunk ကခေါ်ခဲ့ပြီးပထမတန်တန်းကလေးကပိတ်ဖို့စ조사ခဲ့ဘူးပေမဲ့လွှတ်တော်ကသဘောမတူခဲ့ပါဘူးပြည်ထောင်စုအစိုးရကပညာရေးကိုထိန်းချုပ်တာဟာចောင်းသားဆရာမိဘတွေအတွက်အလုံးမဖြစ်ဘူးလို့အင်ဗျူရောမှတ်တမ်းမှာဖော်ပြထားပါတယ်ဒီဌာနဟာ1996ခုနှစ်စတင်ဖန်တီးချိန်ကစလို့ ေါ်လာ3ထရီလီယံထိတုံးခဲ့ပေမဲ့စံပြုစစ်ဆေးမှုရမှတ်တွေနဲ့တိုင်းတာမှုမှာကျောင်းသားတွေရဲ့အောင်မြင်မှုကိုတိုးမလာစေခဲ့ဘူးလို့ဝေဖန်ထားပါတယ်ဒီဌာနမဖန်တီးခင်တော့ကပညာရေးဟာကျန်းမာရေးပညာရေးနဲ့လူမှုဖူလုံရေးဝန်ကြီးဌာနဆိုတဲ့တပေါင်းနဲ့ပေါင်းထားတဲ့ဌာနအောက်မှာရှိခဲ့ပါတယ်ခင်ဗျာ whether well, or no delays at all now nothing to do with the market I, i'm not even looking at the market cuz long term နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံစီးမှာ ဖင်လန်နိုင်ငံကရှင်းနစ်ကြာထိတ်ဆုံးမှာရပ်တည်နေရလို့ကုလသမဂ္ဂစစ်တမ်းတွေကဖော်ပြခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာပျော်ရွှင်အောင်နိုင်ငံဆင်းမှာမြန်မာနိုင်ငံကအဆင့်118နေရာမှာရပ်တည်နေပြီးရမန်အနေနဲ့4.35ရရှိတာတွေ့ရပါတယ်။မြန်မာနိုင်ငံကပြီးခဲ့တဲ့2023ခုနှစ်တုန်းကအဆင့်119နေရာကနေ118နေရာကိုရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။တစတဲ့ဖော်ပြချက်တွေကမြန်မာနိုင်ငံက73မိနစ်ကိုလူတစ်ယောက်နှုန်းပြည်ပကိုပြောင်းရွှေ့နေထိုင်ပြီး တမိနစ်ကိုလူတယောက်လုံးတေဆုံးနေတယ်လို့လည်းဖော်ပြထားတာတွေ့ရပါတယ်။ဖိလစ်ပိုင်နိုင်ငံကအဆင့်53နေရာမှာရပ်တည်နေပြီးအရှိတောင်အာရှနိုင်ငံတွေအတွက်ပျော်ရွှင်မှုအများဆုံးနိုင်ငံဖြစ်က ထိုင်းနိုင်ငံကဖိလစ်ပိုင်နဲ့ BNN ရဲ့နောက်အဆင့်58နေရာမှာရပ်တည်နေတာတွေ့ရပါတယ်။နိုင်ငံတွေရဲ့ပျော်ရွှင်မှုကိုဆုံးဖြတ်တဲ့နေရာမှာလူမှုရေးထောက်ပံ့မှုဝင်ငွေကျန်းမာရေးလွတ်လပ်မှုလှူဒါန်းမှုနဲ့ လက်ဆောင်မှုကင်းစင်တဲ့အခြေအနေတွေကိုကြည့်ပြီးဆုံးဖြတ်တာဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့ဖော်ပြချက်အရနိုင်ငံပေါင်း143နိုင်ငံကလူတွေကိုသူတို့ရဲ့ဘဝနဲ့ပတ်သက်ပြီးအခဲဖြတ်မှုရမှတ်နဲ့တိုင်းတာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီစစ်တပ်မှာတုံညာကနေ30ထိပါဝင်ပြီးအမှတ်30ကအကောင်းဆုံးဘဝကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ဒီလိုစစ်တပ်တွေရဲ့နောက်ဆုံး3နှစ်ကရလဒ်တွေကိုပြန်မြဖော်ပြထားတာလည်းဖြစ်ပါတယ်။အဲ့ဒီလိုစစ်တပ်တွေမှာဖင်လန်နိုင်ငံကပြန်မြရမှတ် ခွနှစ်သမခွန်ငါရလက်နဲ့ရှင်းနစ်ဇက်တိုက်ထိတ်ဆုံးမှာရက်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်အာဖဂန်နစ္စတန်နိုင်ငံကတော့ရမှတ်တက်သမ36တာရရှိခဲ့ပြီးအပျော်ရွှင်အောင်နိုင်ငံဆင်းမှာအောက်ဆုံးကိုရောက်ရှိနေပါတယ်ဒီနေ့အပျော်ရွှင်အောင်စစ်တမ်းမှာဂူဆိုင်မှုနဲ့မျှဝေပေးခြင်းဆိုတဲ့ခေါင်းစဉ်တစ်ခုကိုလည်းထည့်သွင်းထားတာတွေ့ရပါတယ်ဒီစစ်တမ်းကိုကြည့်မယ်ဆိုရင်ပျော်ရွှင်ရတဲ့အဖြစ်အပျက်တွေကိုမြင်ရသလိုစိတ်ပျက်စရာတွေပူပန်မှုတွေ ကဘာပေါ်မှာရှိတဲ့ PR တွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။နှစ်စဉ်ကဘာပျော်ရွှင်အောင်အစီအကံစားဟာ2012ခုနှစ်ကစတင်ပြီးကုလသမဂ္ဂရဲ့ရေရှည်ဖွံ့ဖြိုးမှုလုပ်ငန်းတွေကိုထောက်ပံ့မှုတွေစတင်ခဲ့တာလည်းတွေ့ရပါတယ်။ကဘာပျော်ရွှင်အောင်အစီအကံစားကိုအမေရိကန်ဈေးကွက်လေးလာရေးကုမ္ပဏီ GAAP ရဲ့ data တွေကိုအခြေခံပြီး Oxford တက္ကသိုလ်ရဲ့ဥဆောင်မှုနဲ့အတူတကဘာလုံးမှာအဖွဲ့အစည်းတွေဖွဲ့စည်းထားတာဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့အစိုးရရဲ့အမိုက်ထုတ်တွေကိုမရှင်းလင်းမှုဆိုရင်အမေရိကတင်မောကြီးနင်းမြုပ်သွားလိမ့်မယ်လို့အင်ဖြူတော်အကြံပေးဖြစ်တဲ့အီလွန်မတ်စ်ကအင်္ဂါနေ့မှာပြောဆိုလိုက်တဲ့အကြောင်းပဲဖြစ်ပါလေ So the reason I'm here is because I'm I'm very worried about America going bankrupt due to the corruption and waste ဒါကပဲသူအင်ဖြူတော်ကိုရောက်နေရတဲ့အကြောင်းရင်းဖြစ်ပြီးအချင်းပြတ်ခြားဆောင်မှုတွေနဲ့အမိုက်တွေကြောင့်အမေရိကဒီဝါလီခံရမှာကိုအရန်စိုးရင်ပြပါတယ်လို့ နည်းပညာရှင်ဘီလီယံနာတတိကြီးအီလိုမတ်စ်ကဖောင်နယူးတင်ဌာနရဲ့နိုင်ငံရေးစကားဝိုင်းအစီအစဉ်ဖြစ်တဲ့ဟန်နဒီရှိုးမှာပြောဆိုခဲ့တာဖြစ်ပါတယ်။အမေရိကတင်မောကြီးဟာနင်းမြုပ်တော့မှာဖြစ်ပြီးကျွန်တော်တို့လည်းအဲ့ဒီတင်မောပေါ်မှာအတူတူရှိနေတာပါလို့ဆိုထားပါတယ်။ဒါဟာချမ်းသာကြွယ်ဝသူတွေဒါမှမဟုတ်နီလန်းပေါင်းစုံရှိသူတွေကုမ္ပဏီတွေကိုထိန်းချုပ်နိုင်တဲ့လူတွေအတွက်ဖြစ်နိုင်တဲ့သတင်းစကားတစ်ခုကတော့အမေရိကတင်မောကြီးနင်းသွားမယ်ဆိုရင်သူတို့ကုမ္ပဏီတွေလည်း တည်ရှိနေမှာမဟုတ်ပါဘူးအနာဂတ်မှာအမေရိကကိုတံမာစေဖို့အတွက်တက်နိုင်သမျှလှုပ်တင်ပါတယ်လို့အီလွန်မတ်စ်ကပြောကြားခဲ့တာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အင်ဗျူရောဂျန်ဘေးအီလွန်မတ်စ်တို့ဟာအင်အားနှစ်တသမ၃တန်းရှိတဲ့အရသာဝန်ထမ်းဖက်ဒရယ်လှုပ်သားအင်အားကိုရှော့ချတဲ့လှုပ်ရှားမှုကမ်ပိန်းကိုကြကြပြပြလှုပ်ဆောင်နေပြီးဝန်ထမ်းပေါင်းတသိန်းကျော်ကိုအလုပ်ထုတ်ပစ်ခြင်းနဲ့ရော်ဂျီဘေးကကိုသဘောဆန္ဒနဲ့နှုတ်ထွက်စီခြင်းတို့ကိုပြုလုပ်နေပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ဂါဇာကမ်းမြောင်မှာပြစ်မှတ်ထားမြေပြင်လှုပ်ရှားမှုတွေပါစတင်လိုက်ပြီလို့အစ္စရေးစစ်တပ်ကမတ်လ19ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ဟမာဖွဲ့နဲ့နှစ်လကြာအပြစ်ခတ်ရဆဲမှုပြက်ပြားခဲ့ပြီးတဲ့နောက်မှာလေကြောင်းကဘုံကျဲတိုက်ခတ်မှုတွေလှုံ့ဆော်ခဲ့ပြီးတရက်ကြာမှပဲမြေပြင်ထိုးစစ်ပါပြန်ဆတာဖြစ်ပါတယ် ဟာမတ်ဖွဲ့ဟာတစားကန်တွေလှုပ်ပေးဖို့ထပ်တလဲလဲညင်းဆိုထားသလိုဂျာဝင်ညှိနှိုင်းသူတွေရဲ့ကမ်းလန်းချက်တွေကိုလည်းပယ်ချထားတယ်လို့အစ္စရေးကဆွဆွဲထားပါတယ်။တစ်ဖက်မှာလည်းအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုဟာအပြစ်ခတ်ရဲစဲမှုကိုတစ်ဖက်သက်ဖျက်ပြီးတစားကန်တွေရဲ့ကံကြမ္မာမယင်မယားဖြစ်အောင်လုပ်တယ်လို့ဟာမတ်ဘက်ကတုံ့ပြန်ဆွဆွဲထားပါတယ်။အစ္စရေးစစ်တပ်တွေဟာလုံခြုံရေးဆောင်ကိုချက်တင်မှုနဲ့ဂါဇာမြောက်ပိုင်းနဲ့တောင်ပိုင်းကြားမှာဂျာကန်စုံတစ်ခုကိုဖန်တီးဖို့အတွက် ဂါဇာကမ်းမြောင်အလဲပိုင်းနဲ့တောင်ပိုင်းမှာပြစ်မှတ်ထားမြေပြင်လှုပ်ရှားမှုတွေစတင်လှုပ်ဆောင်နေတယ်လို့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကထုတ်ပြန်ထားပါတယ်။မြေပြင်လှုပ်ရှားမှုဒစိစိဒါအဖြစ်နဇာရင်ဇင်းကြံအလဲပိုင်းထိထိန်းချုပ်မှု တိုးချဲ့ထားတယ်လို့ပါထုတ်ပြန်ထားပါတယ်။ဒီလိုစရာအပြစ်ခက်ရစဲရဲ့ပေါ်အစ်စ်တပံအန်ရကြီးမတဲ့ချိုးဖောင်းဝဲလို့ဟာမတ်စ်ကဝေဖန်ပါတယ်။ဟာမတ်ဘက်ကတော့ဇန်နဝါရီလအတွင်းမှာလက်မှတ်ထိုးထားတဲ့အပြစ်ရဲ့သဘောတူညီချက်ပေါ် ဂရိကဝတ်ဆက်ထားနေတော့မယ်လို့မလ19ရက်နေ့ကထုတ်ပြန်ထားပါတယ်မလ19ရက်နေ့တနေ့ထဲမှာရင်အစ္စရေးတိုက်ခတ်မှုကြောင့်ဂါဇာတလွှားမှာလူ80ဦးသေဆုံးခဲ့တယ်လို့ဂါဇာရက်ဘက်ကာကွယ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ်ကထုတ်ပြန်ထားပါတယ်အစ္စရေးကလူသားချင်းစာနာမှုအကူအညီတွေဝင်ရောက်ခွင့်၃ဘတ်နီးပါးပိတ်ပင်ထားတာကြောင့်အရင်ကတည်းကစိုးရွားနေတဲ့အခြေအနေတွေပေါ်ပြီးစိုးရွားလာပြီးအငတ်ဘေးစိုက်တော့မယ်လို့လည်းရက်ဘက်ကာကွယ်ရေးအဖွဲ့တွေကထုတ်ပြန်ပါတယ် အင်္ဂါနေ့ကဂါဇာမှာအစ္စရေးဗုံးခြံမှုကြောင့်လူလေးရကျော်တေဆုံးတယ်လို့ဂါဇာကျမ်းမာရေးဌာနကထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။အစ္စရေးတစားကန်နေပြန်မလို့ရင် ဟာမတ်ကဂါဇာကမ်းမြောင်ကိုဆက်အုပ်ချုပ်နေရင်ဂါဇာဒေသခံတွေပါတံပိုးကြီးကြီးပေးဆက်ရမယ်လို့ကာကွယ်ရေးဝန်ကြီးအစ္စရေးကက်စ်ကသတိပေးထားပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့ကမ္ဘာဟာပြီးခဲ့တဲ့ဆယ်နှစ်တွင်စံချိန်တင် အပူဆုံးဖြစ်ခဲ့တယ်လို့ကမ္ဘာမိုးလေဝသအဖွဲ့မှတ်တမ်းမှာဖော်ပြထားတဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ် 2024ခုနှစ်ဟာစံကျင်းတင်အပူဆုံးဖြစ်ခဲ့တဲ့နှစ်ဖြစ်ပြီးစမုတ်ခင်မတိုင်မီအချိန်ကတည်းက1.5ဆက်စီရဲ့ပုံများလာတဲ့ပထမဆုံးနှစ်လည်းဖြစ်ပါတယ်။2024ခုနှစ်အပောင်းဝင်ပြီးခဲ့တဲ့ဆယ်နှစ်တာကာလနှစ်ပေါင်း200တွင်မှစံကျင်းတင်အပူဆုံးနှစ်ဖြစ်တယ်လို့လည်းကမ္ဘာမိုးလေဝသကဖော်ပြထားပါတယ်။ဒီလိုဖြစ်ပျက်မျိုးဘယ်တော့မှမဖြစ်ဘူးတဲ့အကြောင်းကမ္ဘာမိုးလေဝသအဖွဲ့ချုပ် Dryder Creek Heatwaves ကပြောပါတယ်။ စမုခေမတိုင်းမင်ကာလကို1850ကနေ1900ခုနှစ်ထိတတ်မှတ်ထားတာဖြစ်ပြီးလက်ရှိချိန်မှာတော့လလိုက်နှစ်လိုက်မူချိန်တွေစံချိန်တင်မြင့်တက်ခဲ့တာပဲဖြစ်ပါတယ်။ဒီဖြစ်ရပ်တွေနဲ့တစ်ဆက်တည်းမှာပဲရာသီဥတုဆိုးရွားမှုတွေလည်းကမ္ဘာမှာကြုံတွေ့ခဲ့ရပါတယ်။မိုးကောင်တာမုန်တိုင်းကြတာတောပြုံးတာတွေလည်းဖြစ်ပွားခဲ့ပါတယ်။2024ခုနှစ်မှာလည်းကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကလည်းမကြုံစဘူးအများဆုံးဖြစ်တဲ့ကြောင်းစစ်တမ်းတွေကဖော်ပြပါတယ်။ ဖလုံးရီဓာတ်ငွေတွေဖြစ်တဲ့မီသိန်းနဲ့နိုက်ထရိုဂျင်အောက်ဆိုက်တို့ဟာနှစ်ပေါင်း၈သိန်းအတွင်းမှာမကန်မန်းနိုင်တဲ့အခြေအနေတွေကိုရောက်လာခဲ့တာစိုးရိမ်စရာကောင်းတယ်လို့ဆိုထားပါတယ်။ဒါကြောင့်ကမ္ဘာမှာနေထိုင်တဲ့တက်ရှိမျိုးစိတ်တွေကလည်းကမ္ဘာကြီးမှာပူနေလာမှုကိုဘယ်တော့မှမကြုံဘူးတဲ့အဖြစ်အပျက်တွေနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။၂၀15ခုနှစ်ကပြင်သစ်နိုင်ငံပါရီမြို့မှာစမုခေမတိုင်ခင်ကတဲ့အပူချိန်ပုံများလာတာကိုထိန်းချုပ်ဖို့ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး သဘောတူစာချုပ်တွေလည်းချုပ်ဆိုခဲ့ပါတယ်။2024ခုနှစ်မှာပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကလည်းစံချိန်တင်ခဲ့တာတွေ့ရပါတယ်။ဒါဟာပြီးခဲ့တဲ့နှစ်တွေကတည်းနှစ်ဆမြင့်တက်ခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဆယ်နှစ်တွင်2015ခုနှစ်ကလည်း2024ခုနှစ်ထိရေမျက်နှာပြင်မြင့်က4.8မီလီမီတာ မြင့်တက်ခဲ့တာက1993ကနေ2002ခုနှစ်အထိ2.1မီလီမီတာမြင့်တက်လာတဲ့နှိုင်းရှင်ပဲဆိုရင်တိတိတသာမြင့်တက်လာတာပဲဖြစ်ပါတယ်။ ကမ္ဘာမိုးလေဝသအဖွဲ့ဟာကမ္ဘာကြီးပူနွေးလာမှုနဲ့ပတ်သက်ပြီးအမေရိကန်နိုင်ငံအပါအဝင်နိုင်ငံပေါင်းတရတနိုင်ငံနဲ့ပူပေါင်းပြီးဆောင်ရွက်မှုတွေပြုလုပ်နေတာတွေ့ရပါတယ်ခင်ဗျာ4.5 degrees wouldn't mean that the level mentioned in the Paris agreement had been နိုင်ငံကဒရင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အီဇက်ပါ